ာနောက်ထပ်အမေးမြန်းလာတာကတော့အောက်ပိုင်းရှင်ဦးမျိုးစင်းရနေပြီးတော့မေးထားတာဖြစ်ပါတယ်မေးထားတဲ့မေးခွန်းကတော့ဆရာနဲ့မတွေ့ဆုံဘူးပြင်မဲ့ဆရာသဘောကို အမေးအဖြေတွေအရရိတ်စားမိလို့မေးခွန်းမေးလို့ပါတယ်ဆရာတဲ့ယနေ့ဘာသာရေးနယ်ပယ်မှာဓမ္မအတ္တမဝိဒဝါဒကွဲပြားကြတာမကြခဏတွေ့ရပါတယ်တိရှိရသည်မှာနှစ်40ကာလကြောခဲ့ပါပြီ။ဘာကြောင့်ပါလဲ။ယနေ့အချိန်ထိအဘဲကြောင့်ဤကိစ္စမျိုးကို တတ်ဆိုးရှိကြနေတာလဲဆိုပြီးတော့မြင်မြင်ထားတာဖြစ်ပါတယ်။မိဘကနှစ်ပိုင်းပေါ့နော်။ဓမ္မအတ္တမဘာလို့ဖြစ်နေရလဲ။ပေါ်ပေါက်ရတာလဲ။နောက်ပြီးတော့ဘာဆက်ဆက်ဆူရှိရလဲ။ပထမတစ်ပိုင်းကိုဖြည့်မယ်ဆိုရင်တော့ဓမ္မအတ္တမဖြစ်ပေါ်ရခြင်းအကြောင်းရင်းကတော့တဘာဝနိယာမပဲ။ဒါလူရင်းတူချင်းပြောတာ။ဘာကြောင့်လဲဆိုတော့စိတ်မှန်မှုတစ်ခုရဲ့နောက်ွယ်မှာအတုရောင်စာပေါ်နေနေပဲ။အင်ဂျီသိခာကြီးသူတွေရဲ့နောက်ွယ်မှာဟန်ဆောင်ကောင်းသူတွေအများကြီးရှိတယ်။ အကြီးညိုခံလေးစားခံပုဂ္ဂိုလ်တွေရဲ့နောက်ကွယ်မှာမှန်တက်ကောင်းတဲ့တွေနေရာယူလေးရှိတယ်အဲ့ဒါသဘာဝဓမ္မပဲပေါ့နော်ဟိုစစ်မှန်ပြီးတော့နီးလန်းကြတဲ့အသိဉာဏ်နဲ့မဟုတ်ချုံနိုင်သေးသမျှဒီအတ္တမဝါဒဆိုတာအတုအယောင်တွေဆိုတာပေါ်လာမှာပဲမြတ်စွာဘုရားရှင်ကမိတ်တယ်ချက်သက်ကသဘာတဲ့လောကနဲ့ရွှေအတုတို့စီမဖြစ်ပေါ်သေးအကျင့်မြတ်သောကာလပတ်လည်းမနိုင်ရွှေစစ်တို့စီလည်းမကွယ်ပါသေးလောကနဲ့ရွှေအတုတို့သည်ဖြစ်ပေါ်ကုန်၏အခြင်းများသောကာလပတ်လုံး၌ရွှေအစ်စ်တို့သည်လည်းကွယ်ပကြကုန်၏ဒါအတုရောင်ပေါ်လာတဲ့အဟော ဲ့ဒါကိုရှင်မဂသဘကလည်းပထမသင်္ကန်းတည်းမကနီးမှာရဟန်းတွေကိုမိတ်တယ်ရဟန်းတို့တဲ့ဒီသာသနာဘုရားမှာအလစ်စီဆိုတဲ့မသူတော်တရားတွေမထွန်းကားမီလစ်စီဆိုတဲ့သူတော်ကောင်းတရားတွေမဆုတ်ယုံမီပေါ့အင်အားမကောင်းမီပေါ့မကောင်းတဲ့ပုံကိုယ်တွေအင်အားမကောင်းမီအတ္တမဝါဒတွေအင်အားမကောင်းမီဓမ္မဝါဒတွေအင်အားမလျော့မီတို့သင်္ကန်းတင်ကြစို့လို့ပြောတာအဲ့ဒါဘာလဲဆိုစစ်မှန်သောနီးလန်းကြတဲ့အသိဉာဏ်နဲ့ကိုလောက်ရတယ်ဒါပေမဲ့ပေါ်နေမှာပဲအစစ်ရှိရင်အတူပေါ်နေမှာပဲအဲ့ဒါလောကသဘာဝလို့မှတ်ပေးပါဘာကြောင့်အတ္တမဝါဒတွေရှိနေနောက်တစ်ခုက ဘာကြောင့်တက်ဆိုးရှင်နေတာလဲအဲ့ဒါတော့ဥပမာဥပမေယာလေးနဲ့ပြောချင်တာအဲ့ဒါဘာလဲလို့ဆိုတော့ဟိုဥပမာပေါ့ဗျာနော်လောကမှာဆေးလေးတောက်တာဟာအန္တရာယ်ရှိတယ်ဆိုတာအသိဉာဏ်ရှိတဲ့လူတိုင်းသိတယ်ဘာဖြစ်လို့ဆေးလေးတောက်ခြင်းတွေတက်ဆိုးရှင်နေတယ်လဲအကြောင်းနဲ့ချက်ရှိတယ်တက်ဆေးလေးမဖြတ်နိုင်တဲ့ဆေးလေးဆွဲနေတဲ့ပုံစံတွေရှိနေတယ်ဒုတိယချက်ကဝိသမလောဘသားတွေရှိနေတယ်သူကြီးပွားရေးဖြစ်ရင်ပြီးရောပေါ့အရသမားနဲ့ထုံနီးပြူတာပေါ့ဗျာအရာ ကျန်တဲ့ပုံကိုယ်တွေဘာပဲဖြစ်ဖြစ်သူကသူဘာယောဂပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီနှစ်ချက်ပေါ့အဲ့ဒီတည်းမှာတစ်ချက်ထပ်ပြီးပေါင်းခြင်းထည့်ပြခြင်းအဲ့ဒါဘာလဲလို့ဆိုတော့ဟိုစိလေးတောက်ချင်းစီကျမ်းမာရေးကိုထိခိုက်နိုင်ပါသည်လို့ဆိုတဲ့ဩဝါဒလိုလိုနိတိလိုလိုပညာပေးလိုလိုအကြံပေးလိုလိုပေါ့ခပ်ပြော့ပြော့စကားတွေကြောက်လည်းပဲစက်ဆိုးရှင်နေတာဖြစ်တယ်အမှန်တကယ်ကအဲ့လိုခပ်ပြော့ပြော့ပြောလာတဲ့စီရင်ချက်သဘောမျိုးပေါ့စိလေးမတောက်ကတွေ့ရှိကထောင်းနှံဆယ်နှစ်စိလေးမသက်မကြောင်းကတွေ့ရှိကသိန်း20 30သိန်း100ပေါ့ဗျာဥပမာအားဖြင့်ပေါ့ ဲ့ဒါလိုစီရင်ချက်လုတ်ပေးလိုက်ရင်ခုနစလစ်ဆွဲပြီးတော့မဖြတ်နိုင်တဲ့လူတွေသူကသူလုံမပါပြီးကုန်သွားတယ်နောက်လူတွေမတော်ရဲတော့အဲ့ဒါကြောင့်ခုနခပ်ပြော့ပြော့ခန့်ညံ့ညံ့စကားတွေထက်စီရင်ချက်ဆိုတဲ့ဟာမျိုးလဲထည့်ပေးရင်တဆိုးမရှိဘူးဒါဥပမာစလစ်တော့တာကောင်းပြီအခုမေးတဲ့ဟာမျိုးဥပမာရသွင်းလိုက်မယ်ကိုယ်ကမှုမှန်ကန်ရေးအသိဉာဏ်စင်ကြယ်ရေးပေါ့နော်နောက်ဟိုဘုရားဓမ္မအသိဉာဏ်စင်တမ်းမြင်မာရေးပေါ့အဲ့ဒါတွေကိုထိန်းချုပ်တဲ့အခါမှာလည်းပဲ ုနပြောလို့လေပြေသွေးတဲ့ခပ်ပြော့ပြော့စကားတွေကိုရှောင်သင့်တယ်ဘလို့ခပ်ပြော့ပြော့စကားတွေလဲဆိုဤရာတို့သည်ထေရဝါဒပိဋကတော်၌မပါရှိပါဒါခပ်ပြော့တာဤရာတို့သည်သာသနာ့ဘအယူဆများသာဖြစ်ပါသည်သူကလှုပ်ရှင်ရည်လှုပ်နေမယ်နတ်တွေကရင်ကမူဟိုဟာကြီးလှုပ်ရှင်လှုပ်နေမှာပေါ့နော်နောက်တစ်ခါမြတ်စွာဘုရားရှင်ကကိုယ့်ကိုယ်ကိုစားဖို့လင်းအတ္တဤအတ္တရဏတော်ကိုယ့်ကိုကိုကိုယ့်ကိုယ်ကိုစားလင်းအားကိုးဖို့နော်အဲ့လိုလေးဟောထားပါသည်ဆိုတဲ့အဲ့ဒီလိုလေပြေသွေးတဲ့ခပ်ပြော့ပြော့စကားတွေထဲစာတိပစ္စည်းခန္ဓာတိပစ္စည်းဒေသနာတော်နဲ့ညှိရမယ် အယူဝါဒတစ်ခုကျင့်စဉ်တစ်ခုဒီဒေသနာတော်နဲ့မညီညွတ်ပါကဓမ္မဝါဒမဟုတ်အဓမ္မဝါဒဖြစ်ပြီဆိုတော့အဲ့လိုဝိနည်းစရာတွေတင်ပြီးတော့လက်မှတ်ထိုးအကုန်လုံးဖမ်းချုပ်စရာကြီးဖမ်းချုပ်လူထွက်စရာကြီးထွက်ပေါ့နော်အဓမ္မဝါဒတွေအဲ့လိုမျိုးစီရင်ချက်မျိုးတွေလည်းအများကြီးလိုတယ်ခက်ကြမ်းကြမ်းပေါ့နော်နှုတ်မရင်တော့အသိဉာဏ်ဆင်ကျစေတဲ့လူတွေကိုယ်ွယ်မှုမှန်ကန်ခြင်းတဲ့လူတွေကခုနပြိုလဲတော့မယ်တစ်ပင်အောက်တွေဝင်ခိုးတဲ့လူတွေတွေပဲဒုက္ခတွေအများကြီးရောက်အခုအဓမ္မဝါဒပုံကိုယ်တွေကြီးတိတ်နားမလဲတဲ့ပုံကိုယ်တွေကဒီထဲမှာပဲ ကျင်းတဲ့လူနောက်လည်းပါသွားတာပဲဟိုဘုရားစကားတွေကိုပေါ်တက်ခဲ့ဘာသာပြန်တဲ့လူတွေနောက်လည်းအဟုတ်တင်ပြီးပါသွားတာပဲเนาะဒါကြောင့်အတ္တမဝါဒဘာကြောင့်ပေါ်သလဲလို့ဆိုရင်ခုနပြောတဲ့အတုယောင်တွေဆိုတော့ရှင်မြဲပဲလောကတဘာဝဓမ္မလို့မှတ်ပေးပါဟာလာစစ်မှန်ပြီးဟိုနားလည်နိုင်နေပေါ့เนาะအမြင်မှန်နဲ့အဲ့လိုအသိဉာဏ်တွေနဲ့ဆုံးဖြတ်ပေးပါနောက်သက်ဆိုးရှည်ရခြင်းအကြောင်းရင်းရတော့ခုနပြောတဲ့ခပ်ပြော့ပြော့เนาะဟိုလေပြေသေးစကားတွေတဲ့စီရင်ချက်လို့သဘောမျိုးဝင်းနေစရာလို့သဘောမျိုးဟာမျိုးတွေဟို နိုင်ငံတော်အစိုးရနဲ့ကောသာသနာပိုင်တွေကောဒါကိုပေါင်းပြီးမြှိနှိုင်းပြီးလုပ်ရင်အထမဝါဒသက်ဆိုးမရှိပါဘူးဒါလိုရင်းဖြေပေးရတယ်နော်ဒါတော့ဟုတ်ကဲ့ပါဆရာအခုလိုမျိုးဖြေကြားပေးခဲ့တဲ့အတွက် online ကနေပြီးတော့မြင်းမြန်လာတဲ့ဓမ္မမိတ်ဆွေတွေအနေနဲ့လည်းကျန်တဲ့နဲ့တက်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာအခုလိုမျိုး online ဓမ္မအမေဖြေအများကဏ္ဍမှာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်ဆရာကိုလည်းတပည့်တို့ရဲ့ update channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်